လောကမှာမတန်လို့ရှိရင်ချက်တည်ရှိသူနဲ့ချက်တည်ကင်းမဲ့သူဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာဘလို့မှရေဆက်မဆုံဘူးဆိုတာရှိနိုင်သလားဟုတ်တယ်ဟုတ်တယ်ခုကိလူတွေရေဆက်လို့ပြောကြတယ်နော်ရေဆက်လို့ပြောတယ်ဘုံကံမရှိတဲ့လူဟာရေဆက်ဆုံလို့မရဘူးတဲ့ဘုံကံညတာกว่าနေလို့ရှိရင်ရေဆက်မဆုံဘူးအဲ့ဒါကို သင်္ကအမကြီးကိုမေးတဲ့အခါကျတော့ဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာတူတူပေါင်းဖက်မှုများရှိသလားလို့ဆိုဒီရေစက်မဆုံးဘူးသူဟာဥဒ္ဓမရဒေဝီကပြောတယ်သူအဖေကပေးစားလိုက်တော့လည်းပဲသူတို့နှစ်ယောက်ဟာဘုံကံချင်းမတူလို့ရေစက်မဆုံးဘူးဆိုတာကိုပြောတော့တင်ကအမကြီးကိုမေးတဲ့အခါဒါမဖြစ်နိုင်ဘူးလို့ ရှိနိုင်ဘူးပေါ့ပြီးတော့ပေးစားရတဲ့တန်းတဲ့ဒီဖြစ်တယ်ဆိုတော့လောကမှာမရှိနိုင်ဘူးဆိုတော့အဲ့ဒီမိဖုရားကသူ့အတ္တခံမှာတိတ်ကြောက်သွားတယ်တိတ်ကြောက်သွားတော့ဘီရင်ကြီးကကဲတခြားပညာရှိတွေကိုငါမေးဦးမယ်ဆိုမဟာဒရာကိုခေါ်ပြီးတော့မေးတယ်ဒီလိုကိစ္စမျိုးမှာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလူတွေဟာတယောက်နဲ့တယောက်ဘုန်းကန်ချင်းမတူရင်ရေစဲမဆုံဘူးဆိုတာဖြစ်နိုင်သလားဆိုတာ အဲ့ဒါပြင်းကြီးမေးတဲ့မိဘကဘာတော့ဆိုအဋ္ဌိတိယရူပဝတိသာသတိလဝတိတိယအမျိုးသမီးတယောက်ဟာယောဂလည်းပထမချောတယ်ကိုချင်းစရိတအချင်းစရိတလည်းအလွန်ကောင်းတယ်ပုရိသောတန်နာအိစေယဒါပေမဲ့ယောက်ျားတယောက်ကအဲ့ဒီအမျိုးသမီးကိုလုံးဝမချစ်နိုင်ဘူးမခင်နိုင်ဘူး တတ္တဟာတိမောဒတာအဲ့ဒါမျိုးဖြစ်တယ်ဆိုတာမင်းယုံကြည်သလားလောကမှာရှိနိုင်သလားအမျိုးသမီးတယောက်ကဘာမှအပြစ်မရှိဘူးယုံလဲချောတယ်နော်ကိုချင်းတရားလဲဓမ္မတတ္တဟာမိမဟာရာဇာသူယုံပါတယ်တဲ့လက်ခံတယ်ပုရိသောဒုပကောတိယယောက်ျားလုတ်တဲ့ပုဂ္ဂိုလ်ကဘုန်းကန်နေတဲ့လူဆိုလို့ရှိရင်ဘုန်းကန်ချိပါတဲ့အမျိုးသမီးကိုစိတ်ဝင်စားဖို့ ဖြည့်စက်မဆုံးဘူးလို့ပြောမှာပမာလို့နော်ဖြည့်စက်မဆုံးဆုံးနိုင်ဘူးတဲ့ဗျာတိရိစကလတ်ကန္ဒီစနာသမေတိကုရသနာလောကမှာတဲ့ကုန်ချက်တွေရှိတဲ့ပုဂ္ဂိုလ်နဲ့ကုန်ချက်တွေရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့အခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူး။ဒါကလူတဘာဝပါပဲ။ဘုရားတော်ကတော့ရှိနိုင်တယ်ဆိုတာကိုထောက်ခံပြီးတော့ပြောကြားလိုက်တဲ့အခါမှာ ဥတော်မရာဒေဝီဟာအသက်ချမ်းသာရရသွားခြေဆုတင်တဲ့မဟောဒရာကိုအတို့ဆိုရင်သူဟာအသက်ခံရမယ်တော်ဖြစ်သွားအဲ့ဒါလို့ပြဿနာတစ်ခုကိုဒီလိုဖြေရှင်းလိုက်တဲ့အခါမှာဘီညီကလည်းပဲခြေဆုတင်သွားအကယ်၍မဟောဒရာသာမရှိဘူးဆိုလို့ရှိရင်သူ့မှာမိဖုရားတို့ဆုံးရှုံးသွားနိုင်တယ် သေတံကအလို့ဆိုလို့ရှိရင်ဒီမိဖုရားကိုသူသေတံပေးမိမှာပေါ့ခုမောဒရာရဲ့ကျေးဇူးကြောင့်ဒီမိဖုရားကိုသူမဆုံးရှုံးတာဖြစ်တယ်ဆိုပြီးတော့ခြေနှက်ပြီးတော့စွငွေတသန်းတသိန်းပြင်းကြီးကဆုချတယ်ကက်စတောင်းပေးတာနော်ရှင်ရှင်ဝေတသိန်းတကား